မင်္ဂလာပါဘိုးဇော် channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတို့ကို17လပိုင်း10ရက်နေ့ကနေ14ရက်နေ့အထိဖိုးလုံးဘိုးဇော်တပတ်စာကတ်ထဲမှာပါဝင်သမျှတွေကိုအတန်ဖြစ် ပြောပြပေးတော့မှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီ10ရက်နေ့ကနေ12ရက်နေ့အထိ3ရက်အတွင်းကျွန်တော်ရရှိထားတဲ့အခွေကိုလည်းပြောပြပေးမှာဖြစ်တဲ့အတွက် အတန်ကိုအထူးဂရုစိုက်ပြီးတော့နားဆင်စေချင်ပါတယ်ခင်ဗျာပထမဆုံးအနေနဲ့တပတ်စာကတ်ထဲမှာအော်တိုဂီကို ပြောပြပေးပါမယ်အော်တိုဂီကာဆိုရင်တရစာ နေတိုက်ဂီတွေပါဝင်တဲ့ကတ်ဖြစ်ပါတယ်ဒါဆိုရင်တနင်္လာနေ့တရစာအတွက် နေတိုက်ဂီရတော့၄နှစ်6ဖြစ်ပါတယ်အင်္ဂါနေ့တရားစာအတွက်နေတိုက်ကီရတော့နေ6 7 8 9 တဖြစ်ပါတယ်ဗုဒ္ဓဦးနေတရားစာအတွက်နေတိုက်ကြီးရတော့ခွန်နှစ်လေးဖြစ်ပါတယ်ဂျာတာပရေနေတရားစာအတွက်နေတိုက်ကြီးရတော့သုံးလေးကိုဖြစ်ပါတယ်တောက်ကြနေတရားစာအတွက်နေတိုက်ကြီးရတော့ခွန်9 6ဖြစ်ပါတယ် ဒါတော့ကျွန်တော်တို့အော်တိုဂီမှာပါဝင်တဲ့နေတိုက်ဂီတွေကိုပြောပြပေးခဲ့တာ ဖြစ်ပါတယ်။နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစောရဲ့တပတ်စာအားနေ break ကို ပြောပြပေးပါမယ်။တနင်္လာနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ break ကတော့၅ break တနင်္လာနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ break ကတော့၃ည break အင်္ဂါနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့3ဗရိတ်အင်္ဂါနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့6ဗရိတ်ဗုဒ္ဓဦးနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့3ဗရိတ်ဗုဒ္ဓဦးနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ဗရိတ်ကတော့4ဗရိတ် ဂျာတာပရိနေမနပိုင်းမှာအာနေနိုင်တဲ့ပရိကတော့တေပရိဂျာတာပရိနေညနေပိုင်းမှာအာနေနိုင်တဲ့ပရိကတော့ခွန်ပရိတောက်ကြနေမနပိုင်းမှာအာနေနိုင်တဲ့ပရိကတော့ခွန်ပရိတောက်ကြနေညနေပိုင်းမှာအာနေနိုင်တဲ့ပရိကတော့နေပရိတ် အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီဘိုးစော်ရဲ့တပတ်စာအားနဲ့ပရိဟာဆိုရင်ပုံသေးနီးရနေယူပြီးအသုံးပြုပေးထားတာဖြစ်တဲ့အတွက်တပတ်ကိုအ ਨੇ ဆုံးနှစ်ချိန်ကတော့ဖောင်းနိုင်ပါတယ်အသုံးပြုခြင်းနဲ့ဆိုရင်တော့မှ ချင်းချိန်ပြီးတော့အသုံးပြုစေခြင်းပါတယ်နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တဲ့ဘိုးစော်ရဲ့တပတ်စာအားနဲ့ကနန်းကိုပြောပြပေးပါမယ် တနင်္လာနေ့မနက်အတွက်အားနေနိုင်တဲ့ကဏ္ဍကတော့9တနင်္လာနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့6အင်္ဂါနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့7အင်္ဂါနေ့ညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့6ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့4ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ အားနေနိုင်တဲ့ကဏ္ဍကတော့၃ည။ဇာတာပတိနေမနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့၅ဇာတာပတိနေညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ခွန်တောက်ကြနေမနက်ပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့ခွန်တောက်ကြနေညနေပိုင်းမှာအားနေနိုင်တဲ့ကဏ္ဍကတော့၃ အခုကျွန်တော်ပြောပြပေးခဲ့တဲ့ဒီဘိုဇော်ရဲ့တပတ်စာအာနယ်ကနဟာဆိုရင်လေစောနာကအာနယ်ပရိနဲ့အတူတူပါပဲတပတ်ကို အနည်းဆုံးနှစ်ကြိမ်ဖောက်နိုင်တာဖြစ်တဲ့အတွက်ချင်းချင်းပြီးတော့အသုံးပြုစေချင်ပါတယ်နောက်ထပ်ဘိုဇော်ရဲ့ပေတံကို ပြောပြပေးပါမယ်တနင်္လာနေ့တရစာအတွက်ပေတံကတော့အပေါ်ပိုင်းမှာဆိုရင်3 4 8 9 အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး9တောင်ရ16ခွန်အပေါ်ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်အင်္ဂါနေ့တရားစာအတွက်ပေရန်ကို ပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်၄၉၆၁ အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး9 3ညာ9 3 8အပေါ်ကကနန်း2လုံးအောက်ကကနန်း2လုံးတွဲပြီးအသုံးပြုပေးရမှာဖြစ်ပါတယ်ဗုဒ္ဓဦးနေ့တရားစာအတွက်ပေတံကိုပြောပြပေးမယ်အပေါ်ပိုင်းမှာဆိုရင်တော့3ည156အပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး လေးကိုခွန်နေရှစ်တုံးအပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးအတုံပြုပေးရမှာဖြစ်ပါတယ်။ဂျာတာပရိနေတရစာအတွက် ပေရန်ကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့၃ညာ၄56အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမှပါတယ်ကနန်း6လုံး9 3 8 4 9 အပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးအတုံပြုတ်ပေးရမှာဖြစ်ပါတယ်။တောက်ကြနေတရားစာအတွက်ပေတံကို ပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်တော့1 3 8အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတဲ့ကနန်း6လုံး4 9 6 3 5 3အပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံး တွဲပြီးအတောင်ပြုပေးရမှာဖြစ်ပါတယ်စတက်လာပိုင်း၁၀ရက်ကနေ၁၄ရက်နေ့အထိ နောက်ထပ်တပတ်စာကတ်တစ်ခုဖြစ်တယ်ဖိုးလုံးရဲ့တပတ်စာကတ်ကို ပြောပြပေးမယ်ဖိုးလုံးရဲ့တပတ်စာကတ်ထဲမှာကျွန်တော်တို့အရင်ဆုံးနေတိုက်ကီးကို ပြောပြပေးပါမယ်တနင်္လာနေ့တရစာအတွက် နေတိုက်ကီးကတော့ဂွန်နေတောင်ညဖြစ်ပါတယ် အင်္ဂါနေ့တရားစာအတွက်နေတိုက်ကြီးရတော့နခလေးဖြစ်ပါလေဗုဒ္ဓဦးနေ့တရားစာအတွက်နေတိုက်ကြီးရတော့6တ9ဖြစ်ပါလေဇာတာပရင်းနေ့တရားစာအတွက်နေတိုက်ကြီးရတော့ခွန်နေတောင်ည ဖြစ်ပါတယ်။တောက်ကြနေတရားစာအတွက် နေတိုက်ကြီးရတော့6 10 9ဖြစ်ပါတယ်။ပြီးရင်ဖိုးလုံးရဲ့တပတ်စာကတရားမှာတပတ်စာ ပေတံကိုပြောပြပေးမယ်။အပေါ်ပိုင်းမှာဆိုရင်1 3 4 5 6အောက်ပိုင်းမှာဆိုရင်တော့အပေါ်ပိုင်းကမပါတယ်ကနန်း၅လုံး၃ညာ2ခွန်၈9 အပေါ်ကကနန်းတလုံးအောက်ကကနန်းတလုံးတွဲပြီးအတောင်ပြုတ်ပေးရမှာဖြစ်ပါတယ်။ပြီးရင်ဖိုလုံရဲ့တပတ်စာကတဲ့မှာမပြောက်ပတ်တီကတော့6ပတ်တီခွန်ပတ်တီဖြစ်ပါတယ်။နောက်ထပ်ဖိုလုံရဲ့တပတ်စာကတဲ့မှာအတပတ်အတွင်းဘရိတ်ကတော့၃ညာဘရိတ်နိဘရိတ်ဖြစ်ပါတယ်ဒီ၃ညာပြိနှစ်ပြိတဲ့ကအ ਨੇ ဆုံးတစ်ခုဖြစ်ပါတယ်ခင်ဗျာ အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ကဒီ17လပိုင်း10ရက်ကနေ14ရက်နေ့အထိဖိုလုံးပိုးစောတပတ်စာကတ်တွေကို ပြောပြပေးခဲ့ပြီးပြီဆိုတော့အော်ကျွန်တော်တို့ဒီ17လပိုင်း10ရက်ကနေ17ရက်12ရက်ဒီ3ရက်အတွင်းမှာကျွန်တော်ရရှိထားတဲ့အပူမပါအခွေကို စပ်ပြီးတော့ပြောပြပေးပါမယ်

ခွေလိုက်မယ်ဆိုရင်အကွက်ကများတဲ့အတွက်အဲမိတ်ဆွေတို့ရဲ့နေတိုင်းနဲ့အဲတိုက်ချီပြီးတော့ဟောကြိုက်တဲ့အကွက်များရှိရဆိုရင်ယူပြီးတော့အသုံးပြုလို့ရပါတယ်ဒီအခွေကိုမတွဲတတ်တဲ့သူတွေအတွက် ကျွန်တော်တခါတည်းတွဲပြပေးပါမယ်ခင်ဗျာတနေ့လားအင်္ဂါဗုဒ္ဓဟူးဒီ၃ရက်အတွင်းမှာ အခွေမှာရရှိလာတဲ့အကွက်ကတော့ကိုယ်တုံးကို khổ cô ngà cô chở cô xe tổn khổ tổn ngà tổn chở tổn xe còn ngã còn cháu còn xiết 5689868ဖြစ်ပါတယ်ဒါတော့3ရက်အတွင်းမှာအလာနိုင်ခြင်းအလာလာကောင်းတဲ့အခွေဖြစ်ပါတယ်ဒီတရားတော့ဒီတရားမှာအ ਨੇ ဆုံးအောင်တစ်ချိန်တော့ပေးနိုင်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတို့အနေနဲ့အဲဒီတရားအကြိုက်ွက်ရှိရင်တင်ပြီးတော့အသုံးပြုနိုင်ပါတယ် အခုကျွန်တော်ပြောပြပေးခဲ့တဲ့အခွေကိုပြန်ပြီးတော့တုံသက်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟိုဒီ5689ဆိုတော့ငန်းကြီးတွေကခွေပြီးတော့ထွက်သွားနိုင်တာဖြစ်တဲ့အတွက်အထူးကယူဆိုင်သိချင်ပါတယ်အခုကျွန်တော်ရဲ့မိတ်ဆွေတို့ကိုကျွန်တော်ပြောပြပေးခဲ့တာကတပတ်အတွင်းဖိုးလုံးပိုစော်ကတ်မှာပါဝင်သမျှတွေရဲ့ပြီးတော့တနင်္လာအင်ကဗုဒ္ဓဦးဒီ၃ရက်အတွင်းမှာရရှိထားတဲ့အခွေကို ကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုကိုအစအဆုံးဂေယုတဆိုင်နာဆင်အားပေးခဲ့ကြတဲ့မိတ်ဆွေတဦးတယောက်ချင်းစီကိုကျွန်တော်ပို့ဆောင်ပါကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ